အားလုံးပဲမင်္ဂလာပါရှင်မြန်မာဝိုင်းဒီ channel ရနေပရိသတ်များအကျိုးစုပါတယ်ဒီနေ့မှာတော့စာရေးသူဇေယနရမညရေးသားထားတဲ့အောင်မြတ်တာနဲ့စံပန်းတကူမြူဟောင်းဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇလန်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇလန်းတိတိတင်တိုင်းသိရှိနိုင်မှု notification bell လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇလန်းလေးစလိုက်ပါတော့မယ်တရားထိုင်နေကြားလာရတဲ့အတန်းတဲ့သူအောင်မြတ်တာရဲ့အမြင်ထဲမှာလည်း၎င်းလေးကောင် ကန်ဆက်တနေရာမှာကူးခတ်နေတဲ့ပုံရိပ်ပေါ်လာခဲ့တယ်။နဂါလေးကောင်ဟာရေထဲမှာအတန်ကြာဆော့ကစားနေရင်ရေထဲကိုငုံရှိုးပြီးပြန်တက်လာချိန်မှာတော့အသက်20အရွယ်ယောက်ျားနှစ်ယောက်မိန်းမတစ်ယောက်အသွင်ဖြစ်နေတာမြင်လာရတော့တယ်။အဆိုပါလူလေးယောက်ကအောင်မြတ်တာရှိရဲ့အရက်ကိုလှမ်းကြည့်ပြီးတော့ဒီအရက်ဒေသကိုမကြခင်သာသနာပြုမဲ့ယဟန်တစ်ပါးရောက်လာလိမ့်မယ်။သူလာမှဒီအရက်ဒေသစီကားတူးတက်လိမ့်မယ်။သူမလာခင်ချိန်ဆရာတို့တစ်ခေါက်လောက်ရောက်လာခဲ့ပါ။ ပြောပြီးတော့ရေထဲကိုခုံစင်ကပြောက်ွယ်သွားပါတော့တယ်။အောင်မြတ်သားလည်းတရားဖြုတ်တော့တရားထိုင်နေရင်မြင်နေရတဲ့ဖြစ်စဉ်ကိုမောင်ကောင်းတို့ကိုပြောပြရအောင်။သူပြောတဲ့နေရာကိုဆရာရောက်ဘူးလား။ငါသွားဘူးတဲ့နေရာတော့မဟုတ်ဘူး။ဒါပေမဲ့အရောက်သွားဘူးတော့လို့မယ်။နေရာမသိပဲဘလို့သွားကြမလဲဆရာ။သူတို့အရက်ဒေတာကိုခေါ်တဲ့သူတွေစီစဉ်ပါလိမ့်မယ်။အောင်မြတ်သားကစကားဆုံးတာနဲ့မျက်စိရုံမိတ်ကနှုတ်ကနေတတူးတူပြောနေခဲ့တယ်။ခဏနေတော့မောင်ကောင်းနဲ့ခွန်လောက်ကိုခေါ်ကလူသွားလမ်းတိုင်းထွက်လာခဲ့လိုက်တယ်။ လန်ဒနီယာရောက်မှာတော့မုံမစိုးခန့်နွမ်းနွမ်းဝင်းစင်ထားတဲ့လူတယောက်ကတပင့်အောင်မှထိုင်ပြီးကိုညာယာနီယာမြင်လိုက်ရတယ်။သူ့သူကအောင်မြတ်တာလိုမြင်တော့အနောက်ဘက်ကိုလက်ညှိုးထိုးပြီးလမ်းမနေပြီဗျ။သွားမယ်လမ်းအနောက်မှာကျန်ခဲ့ပြီ။ကျုပ်တို့သွားမယ်လမ်းကိုသိနေရလား။သိပါဗျ။ဒါကြောင့်ဒီမှာစောင့်နေရပေါ့။ကျုပ်တို့အခုဘယ်လမ်းကနေသွားရမလဲညှိုးပေးပါအောင်။လာတဲ့လမ်းမှာကြောက်တိတ်ခင်းထားတဲ့လမ်းတစ်ခုရှိရဲ့။အဲ့ဒီလမ်းအတိုင်းတက်တဲ့သာသွား။လမ်းဆုံးရင်ထင်းစီးရပြည်သွားလိမ့်မယ်။ ကျေးဇူးပဲပြုဒီလောက်ဆိုလမ်းသိပါပြီအောင်မြတ်သာလည်းလမ်းပြတဲ့သူကိုကျေးဇူးတင်ကြောင်းပြောပြီးအနောက်ဘက်ကိုပြန်ဆုပ်သွားခဲ့လိုက်တယ်အနှဲငယ်လမ်းလျှောက်ပြီးလို့ပြန်လဲကြည့်လိုက်ရတစ်ပင်အောင်မှဘသူ့ကိုမှမတွေ့ရတော့ဘူးဟိုလူပဲရောက်သွားပါလေသူ့တောင်းဝင်ပြီးပြီမို့သွားလို့ရသွားတာဖြစ်ပါလိမ့်မယ်ကဲရှေးရကြောက်ခင်းလမ်းတိုင်းသွားကြရအောင်ဒါနဲ့သူပြောတဲ့ထဲမှာတင်းစီကလမ်းပြသွားမယ်ဆိုတာဘာလို့ပြောရလဲကျွန်တော်တိတ်နာမရှင်းလို့စီရလမ်းဆုံးရောက်ရင်သူဘာပြောလဲဆိုတာသိပါလိမ့်မယ် အောင်မြတ်သားတို့လည်းကြောင်ခင်းလန်းတိုင်းလျှောက်သွားခင်ရာနာယူဝက်လောက်သွားပြီးချိန်မှာတော့လူတပွေးစာလောက်ကြီးမာတဲ့ထင်းစီတစီကိုလမ်းဘေးမှာချထားတာမြင်လာရတယ်။ထင်းစီရဲ့ဘေးမှာတော့တထောင်လောက်ရှိတဲ့ထင်းမိုင်းတချို့ကျနေပြီ။သူရှိတကိုင်းလောက်กว่าမှာလဲအလားတူထင်းမိုင်းတစ်ခုရှိနေရလမ်းမြင်ရတယ်။ခူးအားစပြီးထင်းမိုင်းတွေချထားတဲ့အတိုင်းသွားရတော့မယ်ထင်တယ်။လက်ဆက်သက်တော့ထင်းစီကလမ်းပြပေးမယ်ဆိုတာဒါဦး။မောင်ကောင်းကသဘောကျစွာရေးရိုးလိုက်ပြီးထင်းမိုင်းတွေရှိရဘက်ကို ဆရာပြည့်သူနဲ့အတူထွက်သွားခဲ့ပါတော့တယ်။လမ်းတရှမှာလည်းထိမ်မှတချို့ကိုလမ်းပြအမှန်အသားဖြင့်ချထားတာကိုလည်းထူးဆန်းစွာမြင်တွေ့လာရတယ်။အောင်မြတ်တော်ကိုလည်းထိမ်ပိုင်းနေချထားတဲ့လမ်းအတိုင်းဆက်သွားခဲ့ရာမုံလူမျိုးတွေနေထိုင်တဲ့ရွာငယ်လေးတွေအားရောက်လာခဲ့တယ်။ရွာရဲ့ရောက်တော့ခရီးသွားတွေနားဖို့စောက်ပေးထားတဲ့ဇီးရက်တစ်ခုပေါ်မှာအနာယူနေတဲ့အချိန်နားထဲမှာမောင်တီးရဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်။ဆရာကြားလိုက်တာတယောက်ယောက်မောင်းထုတ်နေတဲ့အတန်လိုပဲနော်။ဟုတ်တယ် ငါလဲကြလိုက်တယ်။အတန်းရွာထဲဘက်ကနေလာလာဖြစ်နိုင်တယ်။ဆရာတပည့်တွေမောင်းတဲ့ကြားရတဲ့ကိစ္စကိုပြောနေကြ။လုံကြီးခက်တူတူဝေထားတဲ့ယောက်ျားလေးရောက်သူတို့ရှိရဲ့ဇရက်ဘက်ကိုလမ်းလျှောက်လာတာမြင်လိုက်ကြရတယ်။အဆိုပါလူလေးယောက်ကအောင်မြင်တာလို့မြင်တော့အဲ့တဲ့တွေကိုအိမ်လာဖို့ခေါ်ခိုင်းလိုက်တယ်။ကျုပ်တို့ရောက်နေရရွာလူကြီးကဘလို့သိရလဲ။တယောက်ယောက်ပြောလိုက်လို့လား။အဲ့တော့ကျုပ်တို့လည်းမသိဘူး။ဒါဖြစ်လေသွားကြတာပေါ့။အောင်မြတ်တာကလည်းငါခေါ်တဲ့သူတွေနောက်ကိုလိုက်သွားခဲ့ရ ကျွန်းသစ်တင်နဲ့စောင့်လုပ်ထားတဲ့ခြေတန်းရှိအိမ်တလုံးစီရောက်လာခဲ့ကြတယ်။အဲရဲအောက်ခြေမှာတော့အသားလက်လက်ထောင်ထောင်မောင်းမောင်းနဲ့လူတယောက်ထိုင်နေပြီးရောသူ့ဘေးမှာတော့အသား60လောက်ရှိရလူနှစ်ယောက်လည်းရှိနေခဲ့တယ်။အဲ့တဲ့တွေရောက်လာကြပြီ။လာကြလာကြ။ဦးကြီးတို့ကကျွန်တော်တို့ရောက်နေရဘယ်လိုသိကြရလဲ။အောင်မြတ်သာကခုံတန်းပေါ်မှာဝင်ထိုင်ပြီးမိလိုက်ရ။ရွာလူကြီးလို့ထင်ရတဲ့လူကပဇက်မပေးနေရဲ့ကိုနေတွေးတွေကိုလက်နဲ့တုပ်ပြီးတော့ညရွာမှာရိုးရကတော့ဝဲလောက်တယ်လေ။ အဲဒီမှာရွာဖိုးဝင်လာပြီးမနှက်ဖြန်ရွာကိုဧည့်သည်သုံးယောက်လာလိမ့်မယ်။သူတို့လိုတာကူညီပေးလိုက်ဆိုလို့အခုလိုခေါ်လိုက်မိရပါ။ဒါဆိုတော့လေရွာဖိုးကိုကျေးဇူးတင်ရမလို့ဖြစ်နေပြီ။ဟုတ်လေဧည့်သည်တွေကဘယ်ဦးသွားကြမှာလဲ။သွားမယ့်နေရာရဲ့နာမည်ဦးတော့မသိသေးဘူးဗျ။မြင်တဲ့အတိုင်းဆိုရင်တော့ကုန်းမြင့်ရဲ့အရှိတ်အဝါမှာချောင်းလိုလိုမြင့်လိုလိုတခုရှိရယ်ကုန်းမြင့်မှာတော့တစ်ပင်ကြီးရဲ့အုံဆိုင်ကြီးရဲ့ပုံစံမျိုးအဲ့တဲ့တွေပြောတဲ့နေရာကကုတ်ကုတ်ကုန်းကိုပြောတာဖြစ်မယ် ကုန်းကုန်ကုန်းဆိုတာဒီဒေသရဲ့အခေါ်ဝါလားဟုတ်တယ်ဗျအဲ့ဒီဒေသမှာနှင်းရာကြီးရဲ့ကုန်းကုန်းပင်တပင်ရှိရဲ့သူရဲ့ရှေ့မှာတော့တန်လွင်မြင့်ရှိရဲ့လေနေရာအရန်ခေါင်တော့ထိခုတ်သမားတွေရောက်တိတ်မသွားရဲကြအောင်ဒါဆိုကျုပ်တို့ကိုဘလို့သွားရမလဲလမ်းညွှန်ပေးပါအောင်အခုကနေဆောင်နေပြီမို့မနဲ့စောစောကျုပ်တို့လိုက်ဖို့ပေးမယ်ဒီညတော့ရွာမှာပဲနားလိုက်အောင်အောင်မြတ်တာတို့လည်းရွာလူကြီးရဲ့စကားကိုလက်ခံတဲ့အနေနဲ့တညတာအိတ်ဆက်ဖို့ဆုံးဖြတ်လိုက်ကြတယ် နောက်တနေ့မနေ့ရောက်တော့ရွာလူကြီးရဲ့စီစဉ်ပေးရဲ့ကောင်းကြီးပေါင်းတဲ့နှစ်ဖက်ရီကိုတောက်ပြီးကုန်းကုကုန်းရှိရဲ့ဘက်ကိုလမ်းပြတစ်ယောက်နဲ့အတူထွက်လာခဲ့ပါတော့တယ်။ကုန်းကုကုန်းကိုရောက်ဖို့အတွက်စပားခင်းနဲ့တောက်တန်တွေတောက်ကုန်းတွေကိုကြော်ပြတ်လာခဲ့ရာမိုးမတဲရင်အချိန်ရောက်မှတော့မိုင်းညို့အုပ်စာကြီးရဲ့ဒေါ်လန်တခုရဲ့အဆက်ကိုရောက်လာခဲ့တယ်။လမ်းပြလည်းသူ့တောင်ရင်ပြီးဆုံးပြီမို့အောင်မြတ်သားတို့နှုတ်ဆက်ပြီးပြန်ထွက်သွားတာကြောင့်ဆရာတပည့်တွေအနေနဲ့နေနေရတဲ့တောင်ကုန်းပေါ်ကို ပြင်းပြင်းမမတ်ဆက်လက်တက်လာခဲ့လိုက်တယ်။တောင်ပေါ်ရောက်တော့သေဝါတချို့နဲ့စောင်းလုပ်ထားတဲ့အိမ်တချို့ကိုမြင်ရပြီးအထဲမှာတော့ဟောင်နွမ်းဆွေးမြင့်နေတဲ့သင်္ကန်းစားတွေကိုမြင်တွေ့လိုက်ရတယ်။ဒါကြောင့်ဒီနေရာမှာရခိုင်ကဖုန်ကြီးတချို့လာရောက်သတင်းသုံးခဲ့တာဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ချခဲ့ကြတယ်။အောင်မြတ်တာကိုလည်းကုတ်ကုကုန်းပေါ်မှာလှည့်ပတ်ကြည့်ရှုရင်းနေထိုင်လို့ရမယ့်နေရာတစ်ခုကိုရှောက်ဖွေခဲ့ရ။ညီကန်းနှစ်ဘေးမှာစောင့်လုပ်ထားတဲ့တဲချောင်းတစ်ခုကိုတွေ့ရှိခဲ့ကြတယ်။ ဒါကြောင့်မြေကန်းနမေးမှာပဲနေထိုင်မှုဆုံးဖြတ်လိုက်ပြီးတော့ပါလာတဲ့အထုပ်တွေကိုခြားကတန်ရှင်းရေးလုပ်နေတဲ့ချိန်တောင်ကုန်းဘုံကနေရက်ကြည့်နေတဲ့လူရင်းတစ်ခုကိုမြင်လိုက်ကြရတယ်။ဆရာလူတယောက်ကျွန်တော်တို့ရက်ကြည့်နေတယ်လို့ခံစားနေရတယ်။ဒီတော့တီတောင်မှနေရဲ့အဆောင်ရှောက်တွေဖြစ်မှာပေါ့။ကိုလုံးဆရာရှိရာလောက်ကြ။အောင်မြတ်တာကမောင်ကောင်းကိုလမ်းပြောပြီးတောင်ကုန်းဘုံကိုလမ်းကြည့်လိုက်ရ။တောင်ဝေတချောင်းကိုပခုံးပေါ်တင်ပြီးတစ်ပင်အောင်ပြေးဝင်သွားတဲ့လူရင်းကိုတတိထားမိခဲ့တယ်။ညနေဆောင်ရောက်တော့ဆရာတပည့်၃ယောက်ဗတိကိုစီကိုင်းပြီး တဲရှိမှဇင်းကြံရောက်နေတဲ့ချိန်ရေပြင်ကိုကြီးမားတဲ့အရာတစ်ခုနဲ့ရိုက်လိုက်တဲ့တန်ကိုတင်းတင်းရှားရှားကြားလိုက်ရတယ်။ဆရာဘာတန်ကြီးလည်းမသိဘူးအတော်ကျယ်ရင်တော့ကျွန်တော်တို့ရောက်နေအောင်မကျေနပ်လို့များလား။အဲ့လိုတော့ဖြစ်မှန်းမထင်ဘူး။ဒီနေရာကငါမြင်နေရတဲ့နေရာနဲ့တစ်ထပ်တည်းတူနေရမှုခေါ်လာတဲ့အဆောက်တရားသူတို့ရှိကြောင်ရေပြင်ကိုရိုက်ပြတာဖြစ်မှာပါ။ပြရင်လည်းကောင်းကောင်းမွန်မွန်ပြတာမဟုတ်ဘူး။အာယုံပြတ်လိုက်တာဆရာရဲ့။ ညာဦးပါရောက်တော့ရွာရဲကနေယူလာတဲ့အသီးနဲ့တချို့နဲ့ဗိုက်ဖြည့်လိုက်ပြီးအလေးရောင်ရစီဖို့ထင်းချောက်တင်နဲ့မီးဘုတ်တစ်ပုဒ်ဖိုးလိုက်ကြတယ်။မီးဘုတ်ရဲ့ရှိတ်ကြောင့်ပတ်ဝန်းကျင်ကိုရှင်လင်းဆောင်မြင်နေရပြီးတခါတလေတောအတွင်းဘက်ကနေဂျေဟောင်းတန်တချို့နဲ့တောကောင်ငယ်လေးတွေရဲ့အောင်မြင်တန်တွေထွက်ပေါ်နေခဲ့တယ်။အောင်မြတ်တာတို့လည်းမီးဘုတ်ရဲ့အနီးဝန်းကျင်မှာပဲအသီးသီးနေရာယူလိုက်ကြပြီးတော့သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုမြစ်တာဖို့ကပတိစိတ်နေခဲ့ကြတယ်။ပတိစိတ်တဲ့ကြရာကြံကြောင်းလာတဲ့အမြတ် ဟုံးဟုံးတောက်နေတဲ့မီးပုံကလည်းတပြေးပြေးအလေးရောက်နေရော့ကျလာခဲ့တယ်။အဲဒီချိန်နားထဲမှာရှိုင်းငုံနေတဲ့အတန်နဲ့တူစူပူကျိမ်းပေါင်းတဲ့အတန်တချို့ကိုကြားလိုက်ရတယ်။အောင်မြတ်တာအနေနဲ့မသိစိတ်တွေကနေတီးလိုက်တဲ့အသည့်ကြောင့်လက်ထဲကင်ထားတဲ့ဗတိကိုဖြုတ်ပြီးမျက်လုံးပွင့်ကြည့်လိုက်ရ။ပန်ဝင်းကျင်ကိုဟိုဒီဒီလိုက်ကြည့်နေတဲ့မောင်ကောင်းတဲ့ခွန်းလာလူကိုမြင်လိုက်ရတယ်။မင်းဗတိဖြုတ်တာကြပြီလား။မကြသေးဘူးစီယာ။အတန်တခုကြားလို့လိုက်ကြည့်နေရ။ဘာအတန်ကြားရလဲပြောပါဦး။ မိကလေးတယောက်ငူနေရဲ့အတန်လိုပဲနောက်ပြီးယောက်ျားလေးရဲ့ငူတန်လေးကြားရတယ်။ငါလည်းမင်းတို့ပြောသလိုကြားမိရဲ့။အတန်ကအောက်ထက်ကန်းနပီးရလာနေသလိုပဲ။ကိုသေးကြသွားအောင်သွားကြည့်ကြမလားဆရာ။ညာနေနေပြီဆိုတော့တတိရထားရမယ်။လာရောက်ကုန်ပြီမိသွားကြရအောင်။အောင်မြတ်တော်ကလည်းအတန်လာတဲ့ဘက်ကိုအာယုံခံပြီးရှောင်လာခဲ့ရာကန်းနပီးသေးပြင်းနဲ့မလန်မကန်းနေရအောင်ရောက်လာခဲ့တယ်။ကန်းနပီးနဲ့နီးလာလေးလေးစူပူချိန်မောင်းတန်တွေကဥကျဲလာနေနေဖြစ်လာခဲ့တယ်။ အောင်မြတ်သားလည်းအတန်းမဲကြပြီးအကောင်အထည်မမြင်ရတာကြောင့်တမထအာယုံကိုစုစည်းပြီးကြည်လိုက်ရာရောင်တစောင်းထုံးထားတဲ့ယောက်ျားတစ်ယောက်နဲ့စပင်းတစ်ပတ်ရှုပ်ထုံးထားတဲ့မိကလေးတစ်ယောက်တို့ဒူးထောင်းနေထားနဲ့ထိုင်နေပြီးသူတို့ရှိမှတော့တောင်ရီတစ်ချောင်းကိုမြေကြီးမှာထောက်ပြီးမှီရက်နေတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။ဒီလူသုံးယောက်ကိုနင်တို့ခေါ်လာတာမဟုတ်လားပြောစမ်းမဟုတ်ရပါဘူးရှင့်ကျမတို့ခေါ်တာမဟုတ်ရပါဘူးနင်တို့ကငှောက်ဦးတော်လိမ့်ရဲတယ်ဟုတ်လားရန်နေတဲ့သူကရုတ်တရက်ဆိုသလို စိုက်ထားတဲ့တံဝေးကိုဆွဲထုတ်ပြီးဒူးထောက်ထန်ကြီးရဲ့နှစ်ယောက်ရဲ့ကိုကိုတို့လိုက်ရာလမ်းနောက်ပြန်အနေထားနဲ့တုံတောင်မိသားဖြစ်သွားခဲ့တယ်။နေလို့ငါအတန်တန်မှားခဲ့တယ်။ဒီနေရာကိုဘသူမှမပြောပါနဲ့ဆိုတာ ခုတော့လူစိမ့်နေရောက်လာပြီ။အစီအမဆုံးကနေလို့ငါ့ကိုလှည့်ပြားသွားတာပဲ။ဒီတော့နေလို့ရဲ့မူလနေရာဖြစ်တဲ့ကြောက်ကူကိုပြန်ပြီးတော့တံဝေးကင်ထားတဲ့လူကစကားဆုံးတာနဲ့လေတဲ့ကနေအရာတခုကိုဖမ်းလိုက်ပြီးစက္ကနေဆွဲလိုက်ရာဒူးထောက်နေရဲ့နေရာမှောင်ရက်လဲကျသွားခဲ့တယ်။ ဒီတစ်ခါတော့တစ်ပင်ကွင်းကနေစောက်ကြည့်နေကြတဲ့အောင်မြင့်သားတို့အပြင်ကိုထွက်လာကြကကျင်းကြံနိုင်စွမ်းကိုအသုံးပြုပြီးကျင်းနိုင်ငံကြီးလှုပ်နေပါလားအဲဒီလိုပြောလိုက်ရာတောင်ဝေးကန်ထားတဲ့သူကတိမတင်နဲ့ရနေဘေးနဲ့ကြည့်ပြီးနောက်ဆုံးတော့လေမင်းတို့ထွက်လာကြပြီပဲဗနဲ့ရှိစမောင်စန္ဒအခုဘာငင်းကျင်နေလဲအဲဒီလိုပြောကရေကြီးပေါ်လဲကျနေတဲ့သူနှယောက်ကိုတောင်ဝေးနဲ့အောက်ကိုလွှဲရိုက်လိုက်ပါတော့တယ်ဒါပေမဲ့တောင်ဝေးကလဲကျနေသူနှစ်ဦးကိုမထိပဲ မိဘတွေအတွက်ကဘေးကိုလွင့်ထွက်သွားခဲ့တယ်။လဲကြနေသူနှစ်ဦးလည်းဇုံမိထားတဲ့မျိုးလုံးစုံကိုဖွင့်ကြည့်လိုက်ရာသူတို့ပေါ်ကနေအုံမိုးထားတဲ့ဒိုင်းကတစ်ခုကိုမြင်လိုက်ရတယ်။ကိုနေရကိုမနေတတ်ကြတဲ့ကောင်လေး။တာဝဲကင်ထားတဲ့ပုံကအန်တကြိမ့်ကြိမ့်တောက်တခက်ခက်လုပ်ပြီးမြေဦးဖနှောင်းတဲ့ပေါက်ကမိုးပေါ်ပြန်တက်သွားပါတော့တယ်။အောင်မြတ်သားတို့လည်းမြေကြီးပေါ်ကြားနေတဲ့သူနှစ်ဦးကိုဆွဲထုဖို့အလုပ်မလုပ်ပါနဲ့။ဆရာတို့ရဲ့ကိုကနေထွက်တဲ့ဆက်ရောင်တွေကိုကျွန်တော်တို့မခံနိုင်လို့ ။အနာမကပ်ပါနဲ့ဦးစရာ။အဲဒီလိုပြောကနှစ်ယောက်သာလူလဲထလာကြတယ်။သင်တို့နှစ်ယောက်ကိုကြုံမြင်မှုနေတယ်လို့ပဲ။ဆရာကျွန်တော်တို့မမှတ်မိဘူးလား။ဆရာအာယုံနဲ့မှကျွန်တော်တို့မြင်ဘူးရဲ့လေ။အဲဒီတော့မှအောင်မြတ်တာလဲတရားထိုင်နေတဲ့အချိန်မြင်လာရတဲ့၎င်းကောက်လေးကြောင့်ပြန်တွေးမိသွားခဲ့တယ်။ကြုံမှတ်မိပြီ။အဲဒီတော့ကသင်တို့ကလေးရောက်မို့လား။ဟုတ်ပါရဲ့ဆရာ။အကိုနဲ့မှတိုင်တန်းထဲမှာကြံခဲ့ပါရဲ့။ခုနတွေ့ရတဲ့သူကဘာတူလဲ။ ူအားဘာကြောင့်တင်းတို့ဖန်ဆီးနှိမ့်ဆက်နေရလဲ။သူအားဒီနေရာမှာကျင့်နေနေရဲ့ဇောကြီးစိုးတယောက်ပါ။အရင်ကတရားနာအားထုတ်ကြတဲ့ယတိယဟန်းနေလဲမနေနိုင်အောင်လုပ်ခဲ့သည်ရဲ့။အခုတင်းတို့ကြုတ်ကိုခေါ်ရတဲ့အကြောင်းအရဒီဇောကြီးစိုးကိုစုံမဖို့လား။မဟုတ်ပါဘူးစရာ။အဓိကဖြစ်ချင်တာကဒီနေရာမှာရှိခဲ့ဘူးရဲ့မြို့ဟောင်းကိုပြန်လည်ဖော်ထုတ်ပေးစီဖို့ပါပဲ။ဒီနေရာမှာရှိရဲ့မြို့ဟောင်းရဲ့နာမည်ကဘယ်လိုခေါ်လဲ။တင်းတို့ကရောမြို့ဟောင်းနဲ့ဘယ်လိုပတ်သက်နေလဲ။ ဒီနေရာမှာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကစံပန်ငကူးဆိုတဲ့မြို့တည်ထားခဲ့ဘူးလေ။အရန်ဟူစီကားတဲ့အချိန်ကာလတစ်ခုပေါ့။အဲဒီအချိန်ကျွန်တော်တို့ရဲ့မြို့တည်ကြီးရဲ့သားသမီးတွေဖြစ်ခဲ့ကြတယ်။မြို့ကြီးပြက်စီးရောကြံခဲ့တဲ့ပြည်စီတွေကိုဟော်ရီမြေကမ်းတနေရာမှာမြုပ်နှံခဲ့ကြတယ်။ဒီဆွဲကြောင့်တေလုံတဲ့အခါနေကြတဲ့အခုလိုဘဝကိုရောက်နေကြတာပဲစီ။တေလုံကပိုင်ဆိုင်နာတွေကိုဘသူအတွက်မှရည်စူးထားတာမရှိဘူးမို့လား။ဟုတ်ပါတယ်စီ။ဒါကြောင့်ကိုယ့်ရဲ့ပြည်စီတွေကို ကိုဘသာဆောင်ရှောက်နေတဲ့ပုံကောတိုင်းဆောက်တွေဖြစ်နေတာ哦။မကြောင်ခင်ဒီနေရာကိုတာသနာပြုမဲ့ဆရာတော်တစ်ပါးရောက်လာတော့မယ်ဆရာ။အဲဒီဆရာတော်ကဒီမျိုးရဲ့မျိုးစားဖြစ်ခဲ့ဘူးလားကြောင့်သူလာတဲ့အခါအနေနဲ့ရရမှရှိကြတဲ့ပဋ္ဌာန်းဆက်တရားဒီနေရာကိုရောက်လာကြတော့မှာ။ဒါကြောင့်ဆရာတော်အနေနဲ့တာသနာနည်းမြေဖြစ်လာမဲ့ဒီနေရာကိုတန်ရှင်းအောင်ကူညီပေးစေခြင်းပါလေ။ကျုပ်တို့ကလည်းဘာသာတာသနာအတွက်တာဝန်ယူထားတော်မူ။တင်တို့ရဲ့မျိုးဟောင်းကိုတန်ရှင်းစင်ကြအောင်အတတ်နိုင်ဆုံးဆောင်ရွက်ပေးပါမယ်။ ။သင်တို့အနေနဲ့လည်းကြုံမခေါ်ပဲတိုင်တန်းလေးရနဲ့အပြစ်မထွက်ဖို့ဂတိပေးပါ။နောက်နောက်အပြစ်မထွက်တော့ပါဘူးလို့ဂတိပေးပါလေဆရာ။ကောင်းပါပြီ။သင်တို့လည်းကိုယ့်နေရာကိုပြန်ကြပါတော့။ဆရာခွင့်တစ်ခုတောင်းခြင်းလို့ရင်းနှီးတဲ့နေရင်ကောက်ကောင်ကြီးကမီးလိုက်တဲ့အမောင်ကောင်းစကားကြောင့်အင်းဆောင်ရွက်တွေခေါင်းနေရင်အောင်မြတ်တာမျက်ခုံးပင့်ကြည့်လိုက်ပြီ။ဘာလို့ဖို့အတွက်ခွင့်တောင်းခြင်းလာလဲ။စောကြီးဆိုတဲ့ကောင်ပညာပေးခြင်းလို့အရင်ကြီးမလို့ပါနဲ့အောင်ဒီနယ်မြေတစ်ခုလုံးကိုစင်ကြယ်အောင်လုပ်ဖို့ ငါမှစဉ်းစားထားတာရှိပါတယ်။အဲဒီကကြာရင်မင်းရောခွန်းလာရောတခြားသူတွေပါ ပါဝင်ရလိမ့်မယ်။တခြားသူတွေဟုတ်လားဆရာ။อืมခုတော့သာသနာဆောင်နဲ့မင်းနေနဲ့တောင်ပိုင်းတောပိုင်းတွေကိုခွင်းပန်မှုစီစဉ်ရာရှိရာစီရင်ရမယ်။ဒီညတော့အေးအေးဝါးဝါအိတ်လိုက်တော့မနက်လင်းအားကြီးချိန်မှာတော့တဲရှိမှာအစီရင်ပုံထားတဲ့အုံတိနဲ့ပြောသည် အမွေးနဲ့သားတွေကိုမြင်လိုက်တာကြောင့်နှစ်ယောက်လုံးအံ့ဩသွားပါ။ဆရာဒါရီယာကဘလူရောက်လာလဲ။ ဒီတစ်ခေါက်လုံးဝမဲ့ကိစ္စအရေးကြီးရမှုရွာဆောက်ဖို့အခုညတောင်းပြီးမှလိုက်တာဒီပုံစံအတိုင်းဆိုရင်ပွဲကြီးပွဲကောင်းနှွှဲရတော့မယ်ထင်ပါတယ်မောင်ကောင်းကသဘောကျစွာပြောပြီးကတော်ပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုတဲပေါ်ယူတင်လိုက်ပါတော့တယ်အောင်မြတ်သားနဲ့မောင်ကောင်းတို့ကတော်ပွဲပြင်နေချိန်ခွန်လာကမြေကွက်လက်တစ်ခုမှာကတော်ပွဲစဉ်တစ်ခုကိုစောင့်တုံနေခဲ့တယ်နေထမ်းတပြားရောက်တဲ့အချိန်မှာတော့ပြင်ထားတဲ့ကတော်ပွဲတွေကိုသူ့နေရာနဲ့သူချပြီး ၃ရောက်သာ၅ပါးတည်တာခံယူခြင်းသာသနာ့ဆောင်နမင်းတွေထံခွင့်ပန်ခြင်းနဲ့အထက်စီအရေထံခွင့်ပန်ခြင်းတို့ကိုဆောင်ရွက်ခဲ့ကြတယ်။အာလုံးပီစီချိန်မှာတော့အောင်မြတ်သာသုံးပီးဆိုင်ကတော်ဝဲတပွဲကိုလက်နဲ့ထိပြီးဒီနေ့ဒီချိန်ဒီနေရာတွင်ပြုလုပ်မည့်အမှုကိစ္စအတွက်ဆရာသခင်များဤဆောင်ရှားမှုအောက်တွင်ရှိနေသောကျွန်ုပ်တပည့်ရင်းနှစ်ဦးအားခေတ္တခေါ်ဆောင်ခွင့်ပြုပါရန်ခွင့်တောင်းအပ်ပါသည်။ပြောပြီးတော့ကတော်ဝဲကိုစေမောပြန်တင်လိုက်ကြတယ်။အောင်မြတ်သာရဲ့နောက်မှာတော့ မောင်ကောင်းတဲ့ခွန်သားတို့ကတရားမျက်နာတရားကြည့်ပြီးကြိုက်တူပြုံးလိုက်ကြတယ်။ကြော်ပွဲအားလုံးအပ်ပြီးချိန်မှာတော့အောင်မြတ်သာကတရေကျိုးတကျိုးကိုအရှိန်အောင်ကန့်လန့်ဖြန့်ထားပြီးနေရာနှစ်ပိုင်းခွဲထားလိုက်တယ်။နေရာလုံပြီးပြီဆိုတာနဲ့လက်နှစ်ဖက်ကိုစန့်တန်းကဤတော်ဤတောင်ဤနယ်မြေတွေပြီးမိတင်းနေထိုင်ကြသောတောဆောင်နဲ့တောင်ဆောင်နဲ့ရုပ်ကဆိုးပုံမဆိုးနဲ့တခြားသောတိုင်တန်းရှိအပေါင်းတို့အား၎င်းတောင်းသောအချင်းကိုနှစ်သက်ကုန်သောပုပ်ကိုအပေါင်းတို့အား၎င်း မကောင်းသောခြင်းကိုနှိမ့်သက်ကုန်သောပုဂ္ဂိုလ်အပေါင်းတို့အား၎င်းကျွန်တော်အောင်မြတ်တာမှကြားစီသိစီမြင်စီရဲ့အဋိဋ္ဌံအပ်ပါသည်။ဒါကြောင့်ကောင်းခြင်းကိုလိုလားသောပုဂ္ဂိုလ်များအနေနဲ့ကျွန်တော်ရက်နေသော အပိုင်းတွင် လာရောက်စူးစီးပေးကြပါရနဲ့မကောင်းမှုကိုလိုလားသောပုဂ္ဂိုလ်များအနေနဲ့တခြားတစ်ဖက်မှာစူးစီးပေးကြပါလို့အမိန့်ပြန်ပြီးလက်ကိုယုံလိုက်တဲ့ချိန်ဘုရားကင်းစစ်နေတဲ့ကောင်းကင်ကြီးဟာရုတ်တရက်ဆိုသလို မိုးတိမ်လေးတွေတက်လာပြီးပန်ဝေးကျင်တစ်ခုလုံးမှောင်မဲသွားပါတော့တယ်။တစ်ချိန်တည်းမှာပဲအောင်မြတ်တာရက်နေရဲ့စီရင်မှာကောင်းသောကျင့်ကိုလူလာတဲ့ပုံကူတွေတစ်ဖြက်ဖြက်ပေါ်လာသလိုအကြားတစ်ဖက်မှာလည်းမကောင်းတဲ့အကျင့်ကိုနှစ်သက်တဲ့ပုံကူတွေပေါ်လာခဲ့တယ်။အောင်မြတ်တာလည်းကိုယ်ဘက်မှာရောက်နေတဲ့သူတွေကိုကြည်လိုက်ရာအိမ်မက်ထဲမှာမြင်ခဲ့တဲ့မောင်နှမလေးယောက်ပြင်ကိုတမြုံမြုံဝါနေရဲ့ရွာဖိုးပါမြင်တွေ့လိုက်ရတယ်။ဒါပေမဲ့စီးနှစ်ခုကိုရှင်လိုက်တဲ့အချိန်မှာတော့ အောင်မြင်တာလိုဘက်မှာရှိနေတဲ့အရေးအတွက်ကပဲတင်းလောက်ပဲရှိပြီးတခြားတစ်ဘက်မှာရှိနေတဲ့အရေးအတွက်ကနှမ်းတင်းစာလောက်ဖြစ်နေတာသတိထားမိခဲ့တယ်။အဲဒီချိန်နွားနို့လိုအစင်းတဲ့တန်ရှိရဲ့အလင်းကျန်းတစ်ခုကမဲမောင်နေရဲ့ကောင်းကင်ထက်ကနေအောင်မြင်တာရှိကိုဝေါကနေထိုးကြလာတာကြောင့်ကြည်လိုက်ရာတပဲကျော်နေအောင်ဖြစ်တဲ့တက်ခိုင်နဲ့တောင်းရလိုဖြစ်နေရော်လေ။နေကောင်းကျမ်းမာတယ်မို့လားစီအား။မောင်ကောင်းတဲ့ခွန်းကလည်းတက်ခိုင်နဲ့တောင်းရအောင်မြင်တော့ရှေ့တိုးလာပြီးတော့ မဆုံးနာကြပြီနော်ဆရာသမားနှစ်ယောက်ကမဟာမြိုင်ထဲမှာပဲနေလို့ထင်တယ်အရင်တက်ပိုနှုလာတယ်လို့ပဲငါတို့ကယုံနှုပေမဲ့ဟိုဘက်စီးရကောင်တွေကတော့ရုပ်ဆိုးလိုက်တာတောင်ရစကားကြောင့်မောင်ကောင်သဘောကျစွာရှိပြီးရွေတရားနေအင်းဆွဲကင်းကြီးတန်ကိုဆွဲထုတ်ကအသေးအနေထားရက်နေခဲ့လိုက်တယ်။နေတဲ့ချင်းဆိုင်မှာရက်နေတဲ့သူတွေကိုတော့အနီရအဝိကုဝိစင်ထားပြီးစပင်ကိုဖားလျားချထားတဲ့ပုံကိုတရားဦးဆောင်ကသူတို့နောက်မှာတော့ဇော်ကြီးနှစ်ပါ၊ယောက်ျားစိုးနှစ်ပါအပြင် အရန်ဆိုးသွမ်းတဲ့အသင်ပြင်ရှိရဲ့ညီဖုတ်ဘလူအစိမ့်တရေတပတ်တရစံကျုပ်တက်မျက်နှာထားရင်းနဲ့ရက်နေခဲ့ကြတယ်။ဆရာဒီကောင်ဒီကိုဘာလုပ်ရမလဲ။အားလုံးမှတ်လောက်အောင်ဆုံးပါပြီ။ဂိုင်းအောင်တဲ့ဒီစီပို့ရမှာပေါ့။ဒါပြည့်ကျွန်တော်အရင်စပြီနော်။တက်ခါရစကားဆုံးတာနဲ့စီးပြင်ကိုထွက်ကတခြားတစ်ဘက်ကိုခတ်တီတီဝင်သွားခဲ့တယ်။တခြားစီးမှရှိရသူတွေကလည်းကြောင်မက်ပွဲကောင်းတဲ့အတန်နေပြူကတက်ခိုင်ကိုရန်ပြူးဖို့တိုးဝင်လာကြတယ်။ဒါပေမဲ့အနားရောက်ဖို့တလန်လောက်လိုမှပဲ ခန္ဓာကိုယ်တွေကနေအင်းဆောင်ဈေးဆောင်ပုဂ္ဂိုလ်တွေကပိုက်ကုန်နဲ့လန်တန်ကိုကမ်းပြီးခုန်ထွက်လာခဲ့ကြတယ်။အဲဒီနောက်မှာတော့အောင်မြတ်တာမောင်ကောင်ခွန်လာတောက်ဝါတို့ရဲ့အဆောက်တွေလည်းစီးပြင်းကိုထွက်လာကတပတ်ပုဂ္ဂိုလ်တွေကိုဖမ်းဆီးဖို့ကြိုးစားခဲ့တယ်။တိုက်ပွဲရတင်နာတာတဲ့ပုံပြင်းထန်ခဲ့တယ်လို့အနီယာဝိတ်ကိုဝစ်စင်ထားတဲ့သူရဲ့လက်ချက်နဲ့ဂိုင်းဆောင်တွေလွင်ထွက်သွားတာကိုမြင်လိုက်ရတယ်။တကယ်တော့ဒီတိုက်ပွဲကအင်းတော်ကြီးကရဲ့အဆောက်တွေနဲ့မြို့ဟောင်းပြရဝုန်ထဲမှာ မကောင်းတဲ့ပုံကိုယ်တွေတိုက်ကြတဲ့ပွဲတစ်ခုသာဖြစ်တယ်။စံရှိပုံကိုယ်ဦးဆောင်တဲ့ဖွဲကအောင်မြတ်တော်တို့ကိုဝိုင်းပြီးတိုက်နေပေမဲ့အင်းဆောင်တွေရဲ့လက်ချက်နဲ့ပဲသူ့လူတွေတဖြုတ်ဖြုတ်ပြကွက်နေအောင်မြင်လိုက်ရတာကြောင့်အနေငယ်တုံလုံးစာပြုတ်လာခဲ့တယ်။ဘာကြောင့်လဲဆိုတော့အင်းဆောင်တွေကတယောက်လေကြရင်သူ့နေရာမှာနောက်ထပ်နေရပေါ်လာတာကြောင့်ပဲ။မောင်ကောင်းတဲ့ခွန်လာကတော့သူ့ဘေးနားမှာဝိုင်းရံထားတဲ့အင်းဆောင်ဂိုင်းဆောင်တွေကိုအမိတ်ပေးရင်ဇော်ကြီးနှစ်ပါးနောက်တဖြည်းဖြည်းတိုးကပ်လာခဲ့ကြတယ်။ခွန်နာ အဲ့ဒီကောင်မိရင်မခေါ်သွားနဲ့ငါလို့ဆရာရှိသေးရဲ့ဟဲ့မောင်စောကြီးမင်းစွမ်းတာအကုန်မဲလားငါရဲ့ရှင်မြောက်စမအစွမ်းလေးမြည်ကြည့်လိုက်အောင်ပြောပြီးတော့အသွားရှိခုပါတဲ့စမကိုလက်နဲ့ချောင်းနဲ့ညက်ပြီးပြစ်ထည့်လိုက်တယ်ရှင်မြောက်စမကလေးရဲမှာငွေရောင်ဓာတ်ဆက်တွေပြည့်ပြောင်းသွားပြီးတရွှေရွှေမိကပြန်ထွက်သွားခဲ့တယ်စောကြီးနဲ့ဝင်းငနဲ့နဲ့ကနေဝင်လာတဲ့ဓာတ်ဆက်တွေကိုလက်တရတာဝင်းနဲ့ရိုက်ထုတ်ရင်းအသေးအတန်ခုခံနေခဲ့တယ် ဒါပေမဲ့ဓာဆက်တရားအယံရှင်းမျက်နာကနေပေါ်လိုက်ပြောင်းလိုက်နဲ့ဝင်လာတာကြောင့်ကြာရှည်မခုခံနိုင်တော့ပဲတာဝေးကိုမြေကြီးနဲ့ထောက်ပြီးထွက်ပြေးဖို့လို့ဘေးမှာရှိနေတဲ့တက်ခါရလက်ညှိုးထိုးကကျိုးပိုင်နေချီတုပ်ထားစံအဲဒီလိုအမိပေးလိုက်တယ်ဆိုရင်ပဲမြေကြီးထဲကနေမီးတောင်းနေတဲ့ကျိုးစားတွေထွက်လာပြီးခြေနှစ်ဖက်ကိုရစ်ဘက်ကအောက်ကိုဆွဲချတာခံလာရပါတယ်မြေကြီးပေါ်ရောက်တာနဲ့မီးတောင်းနေတဲ့ကျိုးတွေကနှွေးပင်းနေလို့ထွက်လာပြီး ဆန္ဒကိုတစ်ခုလုံးကိုခက်တင်းတင်းရစ်ပတ်ချိန်နောက်လိုက်ကြတယ်။အောင်မြတ်သားလည်းဆန်ရှိပုပ်ကိုရဲ့ရှိမှရက်ပြီးပြည်လူသည်များဆက်တီကိုညာလက်နဲ့ဆွဲဆွဲယူကာသူ့လူတွေဘက်ကိုပြန်ပြစ်နေခဲ့တယ်။ကိုပညာနဲ့ကိုလူတွေအလဲလဲကွဲကွဲဖြစ်နေရမြင်တဲ့ဆန်ရှိလည်းသပင်ကိုရှေ့ချပြီးခန္ဓာကိုကျုံလိုက်ရာတင်းခွေချက်တကောင်ဖြစ်ပြောင်းသွားပြီးတော်ရဲကိုလှိတ်ချကာထွက်ပြေးဖို့ကြိုးစားခဲ့တယ်။ဒါကိုရင်းမိရဲ့အောင်မြတ်သားကလေးခွက်အိမ်ကိုလက်ဝါးပေါ်ရပ်ပြီးအပေါ်ကနေဆွဲချလိုက်ရာ ဂျေးဆိုတဲ့တန်းနဲ့တူစမအခိယာရီနဲ့ဖွဲ့စည်းထားတဲ့တန်းလောင်အိမ်တစ်ခုတင်းခွေချက်ပေါ်တဲမက်စွာရောက်လာတော့တယ်။အင်းဆောင်ခိုင်းဆောင်တွေလည်းဖမ်းမိသမျှပုံကိုယ်တွေကိုငါးကောက်တဲ့သူတွေပချုပ်တဲပြစ်ထဲတယ်လို့တဆွဲဆွဲနဲ့ကောက်ထည့်နေကြကြတယ်။မောင်ကောင်းတဲ့ခုံလာကတော့မြေကြီးပေါ်မှာချုံနောင်ခံထားရတဲ့ဇော်ကြီးနှစ်ပါးကိုထိုင်ကြည့်ရင်းနဲ့ဒီကောင်းနေရဖို့ဝင်သားလုံးလို့ရလောက်မယ်ထင်တယ်နော်။ဒီဖို့ဝင်သားကိုစားတဲ့သူကကောင်းတဲ့ဘက်ရောက်မှာမဟုတ်ဘူးအကူကမောင်ကောင်းခွန်းလား ခေါ်လိုက်တော့နှစ်ယောက်သာတဟဲရီရင်ထွက်လာခဲ့တယ်။မောင်ကောင်းတို့ထွက်သွားနဲ့အသင်းဆောင်နေကြတဲ့ခိုင်းဆောင်တွေကဇော်ကြီးနှစ်ပါးရဲ့နံဦးချုပ်ကဖမ်းခေါ်သွားပါတော့တယ်။တိုက်ပွဲပြီးဆုံးချိန်မှာတော့တိတ်လိုက်တွေဖုံးအုံနေတဲ့ကောင်းကင်ကြီးကပြန်လဲကြည့်နေလာပြီးပတ်ဝန်းကျင်ကလည်းအရင်လိုပြန်ဖြစ်လာခဲ့တယ်။တပ်ခိုင်တဲ့တောင်ရကတော့ဆရာဖြစ်သူအနာကိုလာပြီးကျွန်တော်တို့တကူးတကားခွင့်တောင်းပြီးခေါ်တာဒီကိစ္စကြောင့်လားဆရာ။မင်းတို့ကဘလို့ထင်ကြလို့လဲ။ ဆရာရဲ့အစွန်နဲ့ဒီထက်ပိုကြမ်းတမ်းရက်စက်တဲ့သူတွေအနာယူခဲ့ရလေဒီကိစ္စမှာလည်းကျွန်တော်တို့မပါပဲဆရာအကောင်းဆုံးထိ ंछ ုံနိုင်မှာသိပါတယ်မင်းတို့တတိယနေရဲ့သူတွေရှိလို့အကြောင်းဖန်ပြီးခေါ်လိုက်ကြပါမင်းတို့လည်းငါ့ကိုတွေ့ကျင်နေကြတယ်မို့လားဒါဘောဆရာရဲ့ဆရာကိုတရမတော့မေးမရခဲ့ပါဘူးအခုရောနောက်ရောကျွန်တော်တို့ကဆရာတပည့်တွေဖြစ်ရှိနေမှာပါဒါနဲ့ဒီကောင်လေးတွေကလည်းအားကိုးရမယ့်ပုံပဲအားကိုးရပေမဲ့တခါတလေအယမ်းပြောရတာ ခုနကတော့ဇောကြီးနှကောင်လုံနေရပဲကြည်လေလူငယ်တွေဆိုတော့စိတ်မြန်လန်းမြန်ရှိကြတာတဘာဝပါပဲဆရာရဲ့မင်းတို့လည်းဆရာကိုတေးချဆောက်ရှောက်ကြနော်စိတ်ချပါဆရာတို့ရဲ့ကျွန်တော်တို့ကဆရာအောင်မျက်စိအောက်ကနေအပြောင်းမခံကြပါဘူးဒါဖြင့်အားလုံးနှုတ်ဆက်ခဲ့ပါလေဆရာကျွန်တော်တို့သွားတော့မယ်တက်ခိုင်တဲ့တောင်ရကအောင်မြတ်သားရဲ့ခြေစုပ်ဥခိုင်ရင်အဖြူရောင်လင်းတန်းနဲ့တူပျောက်ွယ်သွားကြတော့တယ်အောင်မြတ်သားတို့လည်းတော်တွင်းမှရှိရဲ့မကောင်းတဲ့ပုံကိုယ်တွေကိုစုံမပြီးရနောက်မှာတော့ မိမိတို့နေခဲ့တဲ့တဲကြောင်လေးကိုအရင်ထက်ပုံမူခိုင်မာအောင်ပြုပြင်မိုးမှန်ခဲ့ကြတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့စံပန်တကူဆိုတဲ့ဇလံကတော့ဒီမာရီမဲပြီးဆုံးပါပြီ။ဇလံလေးကိုအားပေးခဲ့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။